ချဲစီကိုတေးချားခဲ့တဲ့ပွဲမှာမြင်ခဲ့ရတဲ့အာဆင်နယ်အားနည်းချက်နဲ့အားသာချက်၃ရက်ပဲနဲ့များလုံးဝမိမ့်ပါများအာဆင်နယ်လည်းချက်ဟကနေပြီးတော့ပြန်လေးကြိုလိုက်ပါရင်ချဲစီနဲ့အာဆင်နယ်ရဲ့ပွဲမှာမြင်ခဲ့ရတဲ့အာဆင်နယ်ရဲ့အားသာချက်နဲ့အားနည်းချက်၃ရက်စီကိုကျွန်တော်မြင်ခဲ့မိသလောက်ဒီနေ့ဗီဒီယိုမှာဆွေးနွေးတင်ပြပေးသွားချင်ပါတယ်ဒီ၃တဲ့ချက်ဟာ perfection concept PPA စုံမှာဂျင်းနေမယ်ဆိုတဲ့ယူဆကိုပေးပေးပြီးလက်တွေ့ကြကြ realistic shootout ကနေကြီးရှုထားတာဖြစ်ပါတယ်အရင်ဆုံးအားသာချက်၃ရက်ကဘာတွေလဲစလိုက်ကြအောင်ပါနံပါတ်1အသင်းကိုကြားကန့်ပေးထားတဲ့ key player တွေရဲ့စွမ်းဆောင်ရည် အသင်းတစ်ခုလုံးဟန်ဆဲပြတ်ပြီးတော့ကစားရခတ်နေတဲ့အချိန်မျိုးမှာတော့အသင်းကိုဆွဲတင်ပေးနိုင်တဲ့ကစားမကောင်းနေရှိနေခြင်းအကြီးမားဆုံးအားသာချက်ပါရင်ဒီဘက်မှာလည်း rise ဆိုဆံမပြတ်ခြေစွမ်းပြနိုင်ခဲ့ပါရင်ခန်စစ်မှာအကာအကွယ်ပေးခဲ့သလိုတိုက်စစ်လမ်းကြောင်းတွေကိုပွင့်အောင်လည်းလုပ်ပေးနိုင်ခဲ့ပါရင်အသင်းကစားကွက်ပြတ်နေခြင်းမှာတော့ rise ကကွင်းထဲမှာမဝမမဲ့ရှိနေတာဟာ arsenal ကိုပြိုမသွားအောင်ထိန်းထားနိုင်တဲ့အဓိကအကြောင်းရင်းပါ ။စကားတပွဲလုံးဒီမှာညီနေခဲ့ရပေမယ့်အသင်းကိုလိုအပ်နေတဲ့အခြေပါအေးပါဆုံးအလုပ်ကိုလုပ်ပေးနိုင်ခဲ့ပါတယ်။ကိုရီလာကိုလည်းစားပြီးမယ်ရီနိုကောင်းတန်းတဲ့အောင်ဖန်တီးပေးလိုက်တဲ့ဘောလုံးလမ်းကြောင်းကကလပ်စီလွန်လာပါတယ်။ကစားမတရားမိနစ်90လုံးကောင်းမှုမလို့ပဲလိုအပ်တဲ့စက္ကန့်ပိုင်းလေးမှာအလုပ်လုပ်ပြနိုင်တာကအသင်းကြီးကစားသမားရဲ့အရေးသွေးပါပဲ။ ။အဲ့နဲ့မာတင်အိုဒီဂတ်ရဲ့တက်ရောက်မှုနဲ့ဂိမ်းထိန်းချုပ်နိုင်စွမ်းဒဏ်ရာကနေပြန်လာတဲ့အသင်းကောင်းဆောင်အိုဒီဂတ်ဝင်လာပြီးနောက်ပိုင်းအာဆင်နယ်ရဲ့ကစားပုံပြောင်းလဲသွားတာကတင်ရှားပါတယ်။အိုဒီဂတ်မပါကင်ကကမကမဖြစ်နေတဲ့အသင်းဟန်ချက်ဟာသူဝင်လာမှပြန်တည့်သွားခဲ့ပါတယ်။အိုဒီဂတ်ရဲ့ပေးပို့မှုတွေပန်းစင်းတွေကအနေနဲ့များမှန်းသိတာကြောင့်ချဲစီကစားမတွေကလူရဲမွေရဲပဲနောက်ဆုတ်သွားတဲ့ကြပါတယ်။ဒါကြောင့်အာဆင်နယ်က numerical superiority လူရင်အားအသာစီးရမှုကိုပြင်ရပြီးဘောလုံးပိုင်ဆိုင်မှုနဲ့တိုက်စစ်လမ်းကြောင်းတွေပြန်ပွင့်လာခဲ့တာဖြစ်ပါတယ်။ဒါအသင်းကောင်းဆောင်တရားရဲ့ကွင်းတွင်းအောက်စာတရားမှုကိုပြသနေပါတယ်။ နံပါတ်3ပုံစံပြည့်နေပေမဲ့ရလနဲ့ data ကိုရောက်နိုင်ခြင်းအာဆင်နယ်ကပုံစံပြည့်နေတဲ့ကြားက HG value ပိုင်းမှာရောဘောလုံးပိုင်ဆိုင်မှုပါအတားရခဲ့ပါတယ်ဆိုတဲ့အချက်က short တော့လို့မရပါဘူးအတင်းကြီးရဲ့လက္ခဏာကကောင်းမနိုင်တာကောင်းမသေးကြတာမဟုတ်ပါဘူးဆွေးရနေတဲ့နေ့ရက်ဒီမှာတော့အမှတ်ရအောင်ယူနိုင်စွမ်းရှိခြင်းပါပဲဒဏ္ဍာပြိုင်မဲ့ရဲ့အဝေးကွင်းလူစင်းမစုံလင်မှုပြိုင်မဲ့ရဲ့ကျန်းတဲ့ကစားပုံတွေကြားကနေသေတမန့်နဲ့ HG အတားကြီးရောက်နိုင်ခဲ့တာက အသင်းရဲ့အရေးအခြေခံရေးသွေးကိုမြန်မာအကြောင်းပြသနေပါတယ်။အခုဆက်လက်ပြီးအာဆင်နယ်အားနည်းချက်၃ရက်ကိုတင်ပြပေးလိုက်ပါတယ်။နံပါတ်၄ခန်းစစ်ပိုင်းဟန်ချက်ပြောင်းရွေးမှုနဲ့ဝင်ပြီးချင်းဒီဘက်မှာအထင်ရှားဆုံးအားနည်းချက်ကတော့ခန်းစစ်အတွဲဖက်ရဲ့ပြဿနာပါပဲ။ဟင်ကာဘီဟန်ချက်ပြတာအကြောင်းသူအမားကိုလိုက်ဖာပေးနေရတဲ့ကာလာဖီရီမှာဝင်ပြီးဖြစ်သွားခဲ့ပါတယ်။ခန်းစစ်ကစားမတူးနဲ့တူကြားနားလည်မှုလွဲတာနေရာလွတ်တွေပေါ်လာတာကချင်းစစ်ရဲ့တန်ဖိုးမြင့်တဲ့တိုက်စစ်ကိုကာကွယ်ရခက်ခဲစေခဲ့ပါတယ်။ဒီခန်းစစ်ပြဿနာကနောက်တန်းမှာပဲပြီးမသွားပဲရှေ့ကစာကာစီပါရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။စာကာအနေနဲ့တိုက်စစ်ဆင်ရမယ့်စာခန်းစစ်ကိုပြန်ကူနေရလို့သူရဲ့တိုက်စစ်ဆွမ်းရည်တွေပြောင်းဆုံးခဲ့ရပါတယ်။ နံပါတ်၄ဖီယားအောက်မှာတည်ငြိမ်မှုကင်းမဲ့ခြင်းပြန်မက်ကတယောက်ရော်သွားပြီးကိုကအသာကြီးရနေတဲ့အချိန်မှာအနိုင်ကိုရဖို့စိတ်လောသွားကြတာကအားနေချက်တစ်ခုပါမာရိုအကင်းအိုဒီကက်ယောခရက်တို့ရှိနေခြင်းမှာအတင်းကပုံစံပြန်ရပေမဲ့အနိုင်ရလို့စိတ်များပြီးလောနေခဲ့တာကြောင့်ထိရောက်တဲ့တိုက်စစ်စင်မှုမလုပ်နိုင်ခဲ့ပါဘူးစနစ်တကျဖီယားဘေဘီကိုရအောင်ယူမယ်အစားကန်ကျင်လို့ကန်နေကြတဲ့ပုံစံဖြစ်သွားပါရင်အတင်းကြီးအတင်းနေနဲ့ဒီလိုအခွင့်အရေးမျိုးစေရောက်ကြံပြန်မက်ကိုရင်ဆိုင်ရတဲ့အခါမှာဒီထက်ပိုပြီးအေးဆေးတည်ငြိမ်စွာကစားပြီးအဆုံးသတ်နိုင်ဖို့လိုအပ်ပါရင် နံပါတ်3ပြိုင်ပွဲရဲ့ရုပ်ပိုင်းဆိုင်ရာကစားအားကိုထိန်းချုပ်နိုင်စွမ်းနဲ့ပါခြင်းချဲစီရဲ့ဤစနစ်နဲ့မကစားဘဲနဲ့ရုပ်ပိုင်းဆိုင်ရာအားပြန်မှုနဲ့တန်ပုံမြင့်ကစားလာတဲ့အခါမှာအာဆင်နယ်တို့ရုံးကန်ခဲ့ရပါတယ်ချဲစီရဲ့ပွဲချမ်းဖျက်ထုတ်မှုများတဲ့ကစားပုံတန်ပုံကိုအာဆင်နယ်တို့လိုက်ထိန်းမှုကြိုးစားရင်ကိုရိုင်းဟန်ချက်ပြက်ခဲ့ရပါတယ် ကိုင်းစေတော့အနီကမထီခင်အချိန်ဒီအာဆင်နယ်အားချဲစီရဲ့ဂိမ်းပလန်ကစားအားသုံးပြပေးခြင်းအောက်မှာပိတ်မိနေခဲ့ပါတယ်။တင်ဘက်ကပွဲကိုဖျက်ကစားတဲ့ကကိုယ့်ရဲ့စီးချက်မပြတ်အောင်ထိန်းသိမ်းနိုင်စွမ်းအားနေခဲ့ပါတယ်။ချုံကုံသုံးသိမ်းရမယ်ဆိုရင်ဒီဘက်ကအာဆင်နယ်အတွက်ပြည့်ပြည့်စုံတဲ့ပွဲမဟုတ်ခဲ့ပေမယ့်လက်ခံနိုင်စရာရတဲ့တစ်ခုပါပဲ။ကိုင်းစေပိုင်းဟန်ချက်မညီမှုနဲ့အဆုံးသတ်ပိုင်းစိတ်လုံးမှုတွေရှိခဲ့ပေမယ့် ODK ပြန်လာခြင်း right နဲ့စာကားတို့ရဲ့ယုံကြည်အားထားရမှုတွေကြောင့်မပေးစရာမှာဆက်လက်ရှင်ပြန်နိုင်စွမ်းရှိနေစေဖြစ်ကြောင်းတွေ့မြင်ရကြောင်းမှဒီပွဲပေါ်မှာညီကိုတို့ရဲ့အမြင်လေးကိုလည်းပြောပေးခဲ့ကြပါအောင်။အဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။